ကော့ဂရိတ်မှာတိုက်ပွဲပြင်းထန်ပြီးရွာတချို့ပုံကျဲခံရတဲ့အကြောင်းရေစကြိုမှာအရက်သား9ယောက်အသက်ခံရပြီးတော့နေအိမ်900ကျော်မိရှုခံရတဲ့တဲ့င်တော်လိုင်းအင်အားစုတွေဘုံညညရေးတိဆောက်ဖို့ NUG တိုက်တွန်းလိုက်တဲ့အကြောင်းနဲ့ရုရှားမြန်မာဆက်ဆံရေးဟာဒေသရင်းတည်ငြိမ်မှုကိုချိန်ချောက်နေတဲ့အကြောင်း APHR ပြောလိုက်တဲ့အကြောင်းတွေအပါအဝင်ဒီကနေ့နေ့လည်းကအထီးနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုစူးစီးတင်ပြသွားမှာပါရှင်။ ကရင်ပြည်နယ်ကောက်ဂရိတ်မြို့နယ်မှာစစ်ကောင်စီတပ်နဲ့ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNL PDF ပူးပေါင်းတပ်တွေတိုက်ပွဲပြင်းထန်နေပြီးတော့ရွာတရှို့ဘုံကျဲတိုက်ခိုက်ခံရတယ်လို့ဒေသခံတွေက RFA ကိုပြောပါရတယ်။ကောက်ဂရိတ်မြို့နယ်တွေကဘော့တိုင်းနဲ့ကျိုင်းစိတ်ကြီးမြို့နယ်ကအစွန်းရွာကိုမတ်လ၄ရက်နဲ့၅ရက်နေ့တွေမှာစစ်ကောင်စီတပ်ကဘုံကျဲခဲ့တာကြောင့်အရက်သား၄ယောက်ထိခိုက်ပြီးတော့နေအိမ်၃လုံးနဲ့စာတင်ကျောင်းတစ်ကျောင်းပျက်စီးသွားတယ်လို့ဆိုပါရတယ်။ဒီရွာတွေမှာတိုက်ပွဲဖြစ်တာမရှိဘဲစစ်ကောင်စီတပ်က အရက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်နေတာလို့ KNU ကမတ်လ၆ရက်ရဲ့ဒီကနေ့မှာထုတ်ပြန်ပါတယ်။အာရှလမ်းမအနီးကော့နွဲ့ရွာမှာလည်းတိုက်ပွဲပြင်းထန်နေပြီးတော့ရွာလုံးကျွတ်ထိခိုက်ပျက်စီးမှုတွေရှိနေတယ်လို့လုံခြုံရေးအရအမည်မဖော်လို့တဲ့ကော့ဂရိတ်ဒေသခံတယောက်က RFA ကိုပြောပါရရှင်။ မကွေးတိုင်းရေစကြိုမြို့နယ်ကရေလေကျွန်းဒေသကရွာတွေကိုစစ်ကောင်စီတပ်ကဝင်ရောက်စီးနှင်မိရှုပြီးတော့အရက်သား9ယောက်ကိုဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့ဒေသခံတွေနဲ့ကာကွယ်ရေးအဖွဲ့ဝင်တွေက RFA ကိုပြောပါရတယ်။ မတ်လ2ရက်နေ့နဲ့3ရက်နေ့တွေမှာပခုတ်ကူအခြေဆိုင်ရှေ့မြန်တပ်မဌာနချုပ်တပ်မခတ်1ကအင်အား200ကျော်ပါတဲ့စစ်ကြောင်းဟာဤစကြုံမြို့နယ်မြေဆွန်းတော်ရွာကိုစီးနှစ်မိရှုခဲ့ပြီးတဲ့နောက်ထွက်မပြေးနိုင်တဲ့အရက်သားတရှိုးဖမ်းဆီးတပ်ဖြတ်ခံရတာလို့ဆိုပါတယ် နောက်ထပ်ရွာအရှိနေကိုပြန်ဝင်ကြည့်တဲ့ရွာကန်၄ယောက်လည်းဒီကနေ့အထိအဆက်အသွယ်မရပဲပျောက်ဆုံးနေတယ်လို့ဆိုပါရယ်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့စီကောင်စီရဲ့မကွေးတိုင်းပြောခွင့်ရသူကို RFA ကဆက်သွယ်ခဲ့ပေမဲ့လက်ခံဖြေဆိုတာမရှိပါဘူးရှင် ဆရာနာရှင်စနစ်ချုပ်ငိမ့်ဖို့တော်လိုင်းအင်အားစုတွေဘုံညင်ညွရေးတိဆောက်ဖို့လိုတဲ့အကြောင်းအမျိုးသားညင်ညွရေးအစိုးရ NUG ရဲ့သမရဒူဝါလရှိလာကမတ်လ၄ရက်နေ့ကအစည်းအဝေးမှာပြောကြားပါတယ်။အာနာရှင်စနစ်တော်လိုင်းမှာအဖွဲ့များစွာထွက်ပေါ်လာတာဟာအင်အားတရက်ဖြစ်ပေမဲ့အားလုံးတစုတစည်းနဲ့စုဖွဲ့နိုင်ရင်ပိုကောင်းပြီးတော့ခိုင်မာအားကောင်းလာမယ်လို့ဆိုပါတယ်။ချင်းပြည်ကောင်စီနဲ့ဂျာကာလာချင်းအမျိုးသားအတိုင်းပင်ခံကောင်စီချင်းညီနောင်အဖွဲ့တို့အကြားပေါင်းစည်းမှုရှေ့လန်းစတင် နာဟာတခြားလူမျိုးစုတော်လှန်ရေးအဖွဲ့တွေအတွက်ကနဦးစံပြဖြစ်လာတာလို့ဆိုပါရတယ်။ဆီယနာရှင်အဆက်ဆက်ဟာလူမျိုးစုတွေညီညွတ်မှု တော်လှန်ရေးအင်အားစုတွေပေါင်းစည်းမှုတွေမလိုလားခဲ့ဘူးလို့ယာယီသမ္မတကပြောပါရရှင်။ ရုရှားမြန်မာမဟာမိတ်ဆက်ဆံရေးဟာစစ်ကောင်စီရဲ့လူအခွင့်ရေးချိုးဖောက်မှုကိုအားကောင်းစေရုံသာမကဒေသရင်းလုံခြုံရေးကိုလည်းချိန်ချောက်နေတယ်လို့လူအခွင့်ရေးဆိုင်ရာအာဆီယံပါလီမန်အမတ်များအဖွဲ့ APHR ကမတ်လ၄ရက်နေ့ကထုတ်ပြန်ပါတယ်။စစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ရဲ့လက်တလော့ရုရှားခီးစင်ဟာစစ်ဘက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုဆက်လက်တိုးမြှင့်ဖို့ UN ချက်ကိုပေါ်ပေါ်ထင်ထင်ပြသနေပြီးတော့ဒါဟာစစ်ကောင်စီကိုတာဝန်ယူမှုတာဝန်ခံမှုရှိစေရေးနိုင်ငံတကာရဲ့ကြိုးပမ်းမှုကို ကိုပြက်ပြားစေတယ်လို့ဆိုပါတယ်။စစ်ကောင်စီကိုအစင်မြင့်စစ်လက်နက်ပစ္စည်းတွေထောက်ပံ့နေတာကမြမပြည့်ရဲ့ပြိပခါကို ပိုပြင်းထန်စေတာကြောင့်ပြိပကပံ့ပိုးကူညီသူတွေကိုပါ စီးပွားရေးနဲ့တန်တမာရေးအရာဖိအားပေးဖို့ကုလသမဂ္ဂအာဆီယံနဲ့ဒီမိုကရက်တစ်နိုင်ငံအားလုံးကို APHR ကဆက်လက်တောင်းဆိုသွားမယ်လို့ထုတ်ပြန်ကြမှာဖော်ပြပါဗျာ။ 2025ခုနှစ်ဖေဖော်ဝါရီလအတွင်းစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအပါအဝင်အကြမ်းဖက်မှုတွေကြောင့်နိုင်ငံတော်ဝန်ကအမျိုးသမီး66ယောက်သေဆုံးခဲ့တယ်လို့မြန်မာအမျိုးသမီးတမက BWU ကမတ်လ6ရက်ဒီကနေ့မှာထုတ်ပြန်ပါတယ်။ဒီအထဲမှာ73ယောက်က18နှစ်အောက်အမျိုးသမီးငယ်တွေဖြစ်ပါတယ်။လေကြောင်းတိုက်ခိုက်မှုကြောင့်45ယောက်လက်နက်ကြီးကြောင့်17ယောက်မိရှုတက်ဖြတ်မှုကြောင့်2ယောက်အကျဉ်းထောင်တွင်စေကူတောက်မှုမရတာကြောင့်1ယောက်သေဆုံးပြီးတော့မြင်းမြုံမိုင်းကြောင့်9ယောက်သေဆုံးခဲ့တာ ားလို့ဆိုပါတယ်။ဒါ့အပြင်ဒဏ်ရာရတဲ့သူပေါင်းကလည်း68ယောက်ရှိခဲ့တယ်လို့ BW ကထုတ်ပြန်ပါတယ်ရှင်။ အေရီတိုင်းကြုံပြော်မြို့မှာစစ်မှုထမ်းမဲပေါက်တဲ့ဆိုပြီးတော့လူငယ်9ယောက်ကိုစစ်ကောင်စီကမတ်လ၄ရက်နေ့ညကဖမ်းဆီးခေါ်ဆောင်သွားတယ်လို့လုံခြုံရေးအရာအမည်မဖော်လိုတဲ့ဒေသခံတွေကပြောပါရယ်အောင်ဆန်းပင်လုံနဲ့တေဆရက်ကွက်ကလူငယ်9ယောက်ကိုညပိုင်းမှာဖမ်းဆီးသွားပြီးတော့ကြုံပြော်အခြေဆိုင်ခလာရ36တဲ့ရင်ကိုခေါ်ဆောင်သွားတယ်လို့ဆိုပါရယ်ကြုံပြော်မြို့နယ်မှာရက်ကွက်နဲ့ကြေးရွာလူကြီးအနည်းများလိုက်၃ယောက်ကနေ၅ယောက်အထိစစ်မှုထမ်းဖို့ဖမ်းဆီးနေတယ်လို့ဟင်္ဒရာ ာပေါင်းကန်ကြီးတော့လပွတ်တာပိုကလေးစတဲ့မြို့နယ်တွေမှာလည်းပြီးခဲ့တဲ့ဖေဖော်ဝါရီလတတိယပတ်ကစပြီးတော့တရွာကို၂ရောက်ကနေ၆ရောက်အထိအမိန့်စာတွေနဲ့တိုက်ရိုက်ဆင့်ခေါ်နေတာကြောင့်လူငယ်အများစုထွက်ပြေးနေရတယ်လို့ဒေသခံတွေကပြောပါတယ်ရှင်။ စပိန်နိုင်ငံဘာစီလိုနာမြို့မှာကျင်းပနေတဲ့ Mobile World Congress MWC မှာကမ္ဘာတဝန်းကထိတ်တန့် smartphone ကုမ္ပဏီတွေကထူးခြားဆန့်သစ်တဲ့နည်းပညာတွေကိုပြသနေကြပါတယ်။အဲ့ဒီအထက်မှာ Glocalme ကုမ္ပဏီကအိမ်မွေးတိရစ္ဆာန်တွေအတွက်ကမ္ဘာပထမဆုံး smartphone ကိုပြသခဲ့ပါတယ်။ platform လို့အမည်ပေးထားပြီးတော့တိရစ္ဆာန်ရဲ့ level မှာတိုင်းကျုံးနဲ့ဝတ်ဆင်နိုင်ပါတယ်။ GPS, Wi-Fi နဲ့ Bluetooth နည်းပညာတွေပေါင်းစပ်ထားတာကြောင့်ပိုင်ရှင်တွေအနေနဲ့သူတို့ရဲ့အိမ်မွေးတိရစ္ဆာန် ံတွေရဲ့လှုပ်ရှားမှုကိုအလွဲတကူရှေ့ရခံနိုင်ပြီးတော့ကလစ်တစ်ချက်နှိမ့်ယုံနဲ့သူတို့ကိုရှာဖွေနိုင်ပါတယ်ဒီဖုန်းဟာတရိတ်ဆန်တွေရဲ့အတန်နဲ့အပြုတ်အမှုတွေကိုမှတ်သားထားဖို့ပရိုဂရမ်ပါဝင်ပြီးတော့သူတို့စိတ်ဆိုးတာစာလောင်တာဒါမှမဟုတ်တခြားအခက်အခဲတွေရှိရင်ဖုန်းကပိုင်ရှင်ကို အသိပေးမှာဖြစ်ပါတယ်။ပိုင်ရှင်ကလည်းဒီဖုန်းကနေတဆင့်သူတို့ကိုအတန်နဲ့ထိန်းကျောင်းနိုင်တယ်လို့လဲဆိုပါရရှင်။ ဒီကနေ့နေ့လည်ခင်းအထိနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုစုစည်းတင်ပြခဲ့တာပါလွတ်လပ်တဲ့အာရှတန် RFA ကိုကြည့်ရှုနားဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျမရည်မြို့သူပါရှင်